အားလုံးပဲပါ။ Forever Gunner Facebook နဲ့ DIY YouTube Channel တွေကိုလည်းကြည့်ကြည့်ပါရစေ။ကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာတော့ Arsenal အသင်းနဲ့ပတ်သက်တဲ့တိုင်အကြောင်းအရာလေးတွေနည်းနည်းလောက်ဆွေးနွေးတုံ့တက်ကြအောင်။ဒါဒီကနေ့မနက်အစောပိုင်းမှာတက်လာတဲ့တိုင်တွေအရာဒါကျွန်တော်တို့ Arsenal တိုင်ရဲ့ကစားသမား Mikel Merino တို့ကဒါ International Break မှာဒါနိုင်ငံအသင်းနဲ့တွားရောက်ပူးပေါင်းနေတဲ့ဒီနိုင်ငံအသင်းနဲ့တွားရောက်ပူးပေါင်းနေတဲ့အချိန်မှာဒီကစားသမားကဒါစပိန်နိုင်ငံအသင်းမှာ ဒါအကောင်းဆုံးခြေစွဲတွေပြသပြီးတော့ခုဆိုလို့ရှိရင်တော့ဒါစပိန်နိုင်ငံရဲ့ဒါဂိုးသွင်းအများဆုံးဒါစပိန်နိုင်ငံအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ဒါရက်တည်နေတယ်ပေါ့လေဒါအခုဆိုလို့ရှိရင်မီခေမယ်ရီနိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါသူနဲ့ပတ်သက်တဲ့ဘယ်လိုပြောမလဲကစားဟန်နေဒါပြည့်သူ့ရဲ့ပုံစံတွေသူ့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့တွေဒါတနစ်ခွဲနှစ်နှစ်ဝင်းကျင် လောက်ကိုကျွန်တော်တို့တွေဒါကောင်းကောင်းကြီးမြင်တွေ့ခဲ့ပြီးပြီမီခေမယ်ရီနိုကဘယ်လိုကစားသမားလဲသူ့ကိုဘယ်လိုနေရာတွေမှာအသုံးပြုလို့ရလဲဆိုတာတွေကအစသူ့ ဲ့စိတ်ပိုင်းဆိုင်ရာအဆုံးပေါ့လေကျွန်တော်တို့တွေအများကြီးဒါတွေ့ခဲ့ပြီးပြီမီကင်းမယ်ရီနိုအနေနဲ့ကျွန်တော်တို့အာဆင်နယ်မှာဆိုလို့ရှိရင်လည်းသူ့ကိုဘယ်နေရာမှာတုံးလို့လဲအကြိုက်တဲ့နေရာမှာတုံးလို့ရတဲ့ဘယ်လိုပြောမလဲပုံစံမျိုးတွေအထိကိုသူ့အနေနဲ့အတုံးဝင်နေဗျအခုဆိုလို့ရှိရင်လည်းသူ့အနေနဲ့စပိန်နိုင်ငံအသင်းမှာအကောင်းဆုံးခြေစွမ်းပြနေပြီးတော့ ါဘယ်လိုပြောမလဲ center forward နေရာမျိုးမှာဝင်ဆော့ရတယ်။တော်တော်လေးကောင်းတဲ့ခြေစွမ်းပဲကျွန်တော်ကြီးခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်ဒါမခင်မေလိုတဲ့ပတ်သက်ပြီးတော့တော်တော်လေးပေါ်တယ်ကွင်းထဲမှာ။ဒါကျွန်တော်အာဆင်နယ်ထဲမှာဆိုလို့ရှိရင်တော့မခင်မေလိုနဲ့ပတ်သက်ပြီးတော့ဒါအားမလို့အားမရဖြစ်တဲ့ဒါညီကိုတွေအများကြီးရှိတယ်။ပြီးတော့ဆိုမခင်မေလိုတိတ်မကြိုက်တဲ့ကျွန်တော်တို့အာဆင်နယ်ပြည်သက်ညီကိုတွေအများကြီးရှိတယ်။ဒီ theme မှာဒါကျွန်တော်လည်းအပပါဘောလीဒါအခုဆိုလို့ရှင်တော့မိခင်မေလို့ကသူဘယ်လိုပုံစံနဲ့ ်ဒါဘလူတွေကောင်းနေတယ်ဆိုတော့ကိုကျွန်တော်တို့ဒါပြီးခဲ့တဲ့ international break မှာရောဒီ international break မှာရောအကောင်းဆုံးခြားပြနေတယ် ကျွန်တော်အာဆင်နဲ့အတင်းမှာဒါအခုဆိုလို့ရှိရင်ဒါမာတင်အိုရီကက်မရှိတဲ့အချိန်မှာဒါမီခေမယ်ရီတို့ကမီခေအာဒေတာအတွက်အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်သွားမလားဆိုတော့ကျွန်တော်အနေနဲ့စောင့်ကြည့်ခြင်းစရာပဲကျွန်တော်ဒါမီခေမယ်ရီတို့နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အမြင်လေးကိုနည်းငယ်တော့ဒါကျွန်တော်သုံးသပ်ကြည့်ခြင်းလေးဒါကဘာလဲဆိုတော့မီခေမယ်ရီတို့ရဲ့ကစားဟန်ကိုလေအဲသူ့ရဲ့ကစားဟန်ကကျွန်တော်အာဆင်နဲ့မှာကစားတဲ့အချိန်ကြီးဆိုလို့ရှိရင်ကျွန်တော်ကြည့်အရင်ထုံထုံတိုင်းတိုင်းဖြစ်တဲ့ပုံစံကိုကျွန်တော်အနေနဲ့မြင်မိအရင်တ တော်လက်လက်ဖြစ်ဖြစ်လက်လက်ပုံစံမျိုးတနည်းအားဖြင့်ကကျွန်တော်လိုချင်တဲ့ပုံစံ declarize ကိုပုံစံမျိုးပြအရန်မြန်ပြီးရေးဆိုချင်အရန်မြန်နေတည်ရမလားသူတို့ရက်ပြီးရေးဆိုချင်လေ easy စီလေးရက်ပြီးကစားတဲ့ပုံစံမျိုးပွဲကိုဘယ်လိုပြောမလဲထိန်းချုပ်စီချင်တာဗျာတည်လားမိခင်မယ်လိုပုံစံအဲ့လိုမဟုတ်ဘူးဒါသူ့ပုံစံဘယ်လိုလဲဆိုလို့ရှိရင်ပေးမယ် ပြီးနေရာယူမယ်ပြန်ပေးမယ်နေရာယူမယ်သူအဲ့ဒီပုံစံမျိုးပြဒါပေမဲ့ तू က goal လောက်ကိုရှိတယ်ပြသားသမားလို့ကျွန်တော်ဒီကတော့မြင်နေတယ်။အပြည့်အစုံကျွန်တော်အာဆင်နယ်မှာဆိုလို့ရှိရင်လေမိုးရဲရေထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ goal တွေတွင်းယူပေးတဲ့အထိကိုကျွန်တော်အာဆင်နယ်မှာလည်းဒါအရန်ကိုအသုံးဝင်တဲ့ကစားသမားအရန်ကိုအားကိုးရတဲ့ကစားသမားကိုလေဒါအခုဆိုလို့ရှိရင်လေစပိန်နိုင်ငံမှာဒါအရန်ကိုခြေစွမ်းပြနေပြီးတော့ဒါအာဆင်နယ်အသင်းနဲ့ပြန်ပြီးမကြခင်မှာလာရောက်ပူးပေါင်းတော့မယ်ဆိုပြီးတော့ဒါတည်င်းနေရဖော်ပြထားပါတယ်။ နောက်ထပ်သတင်းဖို့အနေနဲ့ဒါကျွန်တော်တို့အာဆနယ်အသင်းရဲ့ဒါအီတန်ဝန်နရီပေါ့လေအီတန်ဝန်နရီနဲ့ပတ်သက်ပြီးတော့ဒါဒီယာတီဒါ2025ခုနှစ်ရဲ့ဒါဘယ်လိုပြောမလဲ Golden Boy ဆိုပေါ့လေ Golden Boy ဆိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာဆနယ်အသင်းရဲ့ဒါလူငယ်ကစားသမားလေးဒါအီတန်ဝန်နရီကဒါကျွန်တော်တို့ဘယ်လိုပြောမလဲ Golden Boy ဆို 25ရောက် final list စီးရင်းထဲမှာဒါပါဝင်လာတယ်သူ့အနေနဲ့အဆင့်6နေရာအနေပါဝင်လာတာဖြစ်ပြီးတော့ကျွန်တော်တို့အာဆင်နယ်မှာ Ethan Wanderi ထွန်းတောက်လာမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အာဆင်နယ်ပြည်သက်တွေများစွာဒါအားရဂျင်းနဲ့မှုရှိကြတယ်ဒါသူနဲ့တပြိုင်နဲ့ထွန်းတောက်လာခဲ့တဲ့ဒါ Mike Lewis Kelly တို့နော်ဒါ match down man တို့လည်းများစွာရှိတဲ့တဲရမှာဒါအခုဒီနှစ်2025ခုနှစ်အတွက်ဒါ golden point စုဒါ final list နဲ့25ရောက်ထဲမှာတော့ကျွန်တော်တို့ရဲ့ Ethan Wanderi ကအဆင့်6နေရာမှာပါဝင်လာတာကိုဒါကျွန်တော်တို့ Arsenal နီးစပ်တဲ့သတင်းဌာနတွေကပေါ်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ Arsenal အသင်းရဲ့ Gabriel Jesus နဲ့ပတ်သက်ပြီးတော့ဒါ DRD မှာ Gabriel ယေရှုကဒါဒဏ်ရာနေပြန်လာပြီဒါဒဏ်ရာနေပြန်လာတာဖြစ်တဲ့အတွက်အာစနယ်အသင်းမှာနေရာရနိုင်ခြင်းမရနိုင်ခြင်းဆိုတဲ့အပေါ်ကိုဒါတည်င်းနေရာသူလိုသူလိုတက်နေတယ်အဲ့ဒါစတဲ့မှာပဲကာပီရဲ့ယေရှုကဒါအခုလာမယ့်အပြောင်းရွှေ့ဈေးဘွက်မှာအသင်းပြောင်းသွားဖို့ရှိတယ်ဆိုပြီးတော့လည်းတည်င်းနေရာပေါ်ပြထားတယ်ကစားသမားရဲ့ပြောကြားချက်တွေအရာဒါကျွန်တော်တို့သတင်းမီဒီယာတွေရဲ့တင်ပြချက်အရာကျွန်တော်အမြင်ကတော့ဒါကဘီရဲ့ဂျေဆုကအသင်းကိုဒါသူ့အနေနဲ့ပွဲကစားခြင်းတွေလို့အကြောင်းနဲ့ဒါပြောရဲဆိုလို့ရှိရင်သူ့အနေနဲ့ဒါအခုလာမယ့်ဒ ကမ္ဘာဖလားပြိုင်ပွဲမှာသူအနေနဲ့ဝင်ရောက်ရွေးချယ်ခိုင်းခြင်းတာဘရာဇီးလက်ရွေးစဉ်အသင်းမှာဝင်ရောက်ရွေးချယ်ခိုင်းခြင်းတာဖြစ်တဲ့အတွက်ဒါဘယ်လိုမှမလဲကမ္ဘာဖလားကန့်ခြင်းတာဖြစ်တဲ့အတွက်ကိုလေသူအနေနဲ့ပွဲကစားခြင်းလိုတယ်အဲ့အတွက်သူအနေနဲ့အသင်းပြောင်းခွင့်လေဒါတောင်းလာတယ်ဆိုတဲ့သတင်းတွေလည်းကြားတယ်ဒါသတင်းတွေကတော့ဗျာမျိုးစုံတက်နေတာပဲကျွန်တော်အာဆင်နယ်မှာဆိုလို့ရှိရင်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်အာဆင်နယ်အသင်းဒါဘယ်လိုမှမနောက်တစ်ဆင့်တက်လှမ်းမှုနေရာမှာသူတို့အနေနဲ့အကောင်းဆုံးကူညီပံ့ပိုးပေးခဲ့တဲ့ကစားသမားတွေဖြစ်ရှိတယ်ဒါပိုင်းပြီးကျွန်တော်တို့ဒီသူတို့အတိမတ်ပြုဝလိမ့်မယ် ်ဒါအခုဆိုလို့ရှိရင်တော့ဂါဘီယယ်ဂျေဆုကဒါအာဆင်နယ်အသင်းမှာဒန်ယာဒီနဲ့လုံးလေချာလေလိုက်ပြီးတော့ဒါပွဲကစားအချိန်ကြီးများစွာကိုလက်လွတ်ဆုံးရှုံးထားတဲ့ကစားသမားဒါဒီယာတီမာရော့ဒါအခုကျွန်တော်တို့ဒါဘယ်လိုပြောမလဲဒီဇင်ဘာလလောက်ထဲမှာဒါဂါဘီယယ်ဂျေဆုကအသင်းနဲ့ဖူးလင်းထရီတွေပြန်လုပ်ပြီးပူးပေါင်းလာနိုင်တဲ့ ဆိုတော့ကကပိယေစုကိုစိတ်ဝင်စားနေတဲ့ဒါဘရာဇီးကလပ်အသင်းတွေလည်းများစွာရှိတယ်။ဒါတချို့ဘရာဇီးကလပ်အသင်းတွေရဲ့ပြောကြားချက်သတင်းတွေပြောကြားချက်ရဆိုလို့ရှိရင်ကပိယေစုကမကြခင်ဘရာဇီးကလပ်အသင်းတွေက ါဘယ်လိုပြောရမလဲသူ့ကိုစိတ်ဝင်စားနေတဲ့ပါမအတင်းစီကိုတောင်ကြရင်ပြန်လေပြောင်းချွေလာနိုင်တယ်ရှိပြန်လေပြောင်းချွေလာနိုင်ခြေရှိတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကများစွာဖော်ပြထားတယ်ကျွန်တော်ညီကိုတွေဘယ်လိုထင်လဲဒါကဘယ်ရဲ့ဂျေဆုအတင်းပြောင်းသွားမလားကျွန်တော်အာဆင်နယ်မှာတကယ်ဆိုလို့ရှိရင်အခုရွေးချယ်စရာဂိုင်ဟာဗတ်လည်းဒါပြန်ရောက်လာပြီဒါပြည့်စုံလို့ဒါဗီဒီယိုကလပ်လည်းရှိပြီးတော့ဒါကဘယ်ရဲ့ဂျေဆုလည်းရှိနေတယ်ဒါ အသိမပြောင်းပြင်ပေါ့လေအသိပြောင်းပြစ်တယ်ဆိုလို့ရှင်တော့ဒါကိုင်ဟာဘတ်နဲ့ဒါကဗီဒီယိုဂရက်စ်နှစ်ယောက်ရှိမယ်နှစ်ယောက်တော့ဒေါင်းဒေါင်းပြီးတရားတီလုံးအသုံးပြုနိုင်တယ်ပြိုင်ပွဲစုံအသုံးပြုလို့ရတယ်ဆိုရင်တော့ပြဿနာရှိမနေပဲနဲ့ဒါဘယ်လိုပြောမလဲတနှစ်ယောက်တည်းတယောက်ယောက်လောက်နားမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အာဆင်နယ်တို့ကနည်းနည်းပြဿနာတစ်ခုလို့ရှိသွားနိုင်တယ်ဒါဘာဖြစ်ဖြစ်ပါကျွန်တော်တို့အာဆင်နယ်တင်းမှာမီခင်းမယ်ရီနိုလို့ ဒါ striker ဆော့နိုင်နေ center forward ဆော့နိုင်နေစာနမကွေလည်းရှိတာဖြစ်တဲ့အတွက်ပါပဲကာဗီယေဂျေဆုကိုလက်လို့ကလည်းအကြောင်းတော့ရှိမနေဘူးဒါပေမဲ့ကစားပုံကြီးကတော့ကွာဟမှုရောရှိတာပေါ့လေအဲ့တော့ဒါကျွန်တော်တို့သတင်းဖော်ပြချက်တွေရဆိုလို့ရှိရင်ကာဗီယေဂျေဆုကအသိပြောင်းသွားဖို့ရှိတယ်ဆိုပြီးတော့သတင်းတွေကဖော်ပြထားတယ်ကြွညိုကိုရောဘလို့ထင်လဲကြောက်ကောင်းမှာဝယ်အောင်မချက်ပြတဲ့ကြောင်အောင်ကျေးဇူးတင်ပါတယ်